chapter 4 disease in plants and animals ရဲ့သတိစံတွေရဲ့အသိစံတွေရဲ့ယောဂါရဲ့အကြောင်းတွေအရပါတော့ nerve vascular disease မကူးစက်နိုင်တဲ့ယောဂါတွေကူးစက်နိုင်တဲ့ယောဂါရမှာမှ cardiovascular disease တွေနှလုံးယောဂါအကြောင်းပေါ့နော်အဲ cardiovascular disease တွေကအာပထမတစ်ခုအနေနဲ့ဒီနှလုံးယောဂါတွေဖြစ်စေတဲ့ atrauma formation atrauma formation ကညီမနောက်ထပ်နှလုံးယောဂါတစ်ခုဖြစ်တဲ့ angina ဆိုနှလုံးအောင်ခြင်းဘာဟုတ်ကြတော့ဘာဖြစ်လာပြီဆိုရင်သူက heart attack ဆိုတဲ့ဒီ နှလုံးအမောဖောက်ခြင်းကြောင့်ဆက်ပြီးရှင်းပြမယ်ဒီမှာပြောမှာဘာကြောင့်လဲဆိုရင်ဗာလဲ heart attack heart attack မှာဒီ video မှာ heart attack ရဲ့အကြောင်းလည်းရှင်းပြသွားမယ်ပြီးရင် heart attack ရဲ့ symptom ဆိုတဲ့ heart attack ရဲ့လက္ခဏာတွေနောက်ဆက်တွဲဖြစ်တဲ့ယောဂါအကြောင်းလည်းရှင်းပြပြီးတော့နောက်ဆုံးမှာ deep vein thrombosis ဆိုတဲ့အာဒီခြေထောက်တွေဘာတွေမှာဒီတွေးခဲတဲ့အကြောင်းမှာဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်အောက်ဆီဂျင်အောက်ဆီဂျင်က supply ၆ဘက်ခံရပါတယ် ဘယ်လိုထောက်ပံ့မလဲဆိုရင် to the head မှာစနှလုံးကြွက်သားတွေစီရောအောက်ဆီဂျင်ကထောက်ပံ့တယ်ဘယ်လိုထောက်ပံ့လဲဆိုရင်ဘိုင်းနဲ့ကိုရိုနာရီအာထရီနှလုံးသွေးကြောရာရင်တစဉ်နှလုံးကြွက်သားတွေကိုနှလုံးကြွက်သားတွေကိုအောက်ဆီဂျင်ထောက်ပံ့မှာဒါတော့အရှိမပြောခဲ့ရပေါ့နော်နှလုံးအကြောင်းမှာသိခဲ့ပြီဖြစ်တယ်နှလုံးအကြောင်းမှာသိခဲ့ပြီအာထရီကဘာလို့လဲဆိုတော့အောက်ဆီဂျင်နဲ့ကြေဒီနှလုံးကိုကိုရိုနာရီအာထရီရဲ့နှလုံးကိုအောက်ဆီဂျင်တွေထောက်ပံ့ဟုတ်ပြီ if the coronary artery အဲ့လိုထောက်ပံ့ပေးတယ်တဲ့ coronary ဒီနှလုံးသွေးကြောကဆိုလို့ရှိရင် we can ကျွန်တော်သွေးဝင်ကြတယ် become စစ်လာမယ် completely လုံးဝ block တားဆီးခံရမယ်ဘာလဲ black lock ဒီသွေးခဲတစ်ခုကနေလုံးဝတားဆီးလိုက်မယ်ဒီသွေးကြောကိုနှလုံးသွေးဝင်ကြောတားဆီးလိုက်မယ်ဆိုရင် an area of the head မှာစနှလုံးရဲ့အဲဒီ area တစ်ခုပါဘောနော်အမှဆိုရင်ဒါကနှလုံးသွေးကြောဖြစ်မယ်နှလုံးသွေးကြောရဲ့အစိပ်ပိုင်းတစ်ခုကိုဒီနှလုံးက အာဒီတွေးခဲ့ပြတားဆီးလိုက်မယ်ဆိုလို့ရှိရင်တဲ့ဒီဥပမာဆိုရင် तू ကဒီမှာပိတ်လိုက်တယ်ဗောနော်ဒီဟာ तू ကပိတ်လိုက်မှာပိတ်လိုက်လို့ဆိုရင်ဒီ and area of the head မှာဆိုရင်နှလုံးရဲ့ area အစိပ်ပိုင်းတစ်ခုကဆိုလို့ရှိရင် will be totally cut off ဖြတ်တောက်ခံလိုက်ရပါမယ်တဲ့ဘာဖြတ်တောက်မှာလဲ तू က from the is blood supply သွေးထောက်ပံ့ကိုဖြတ်တောက်ခံလိုက်ရပါမယ်ဘာဒါဖြတ်တောက်တယ်ဆိုနှလုံးမှာဆိုရင်ကျွန်းလုံးကြက်သားကြီးကိုဖြတ်လိုက်တာမဟုတ်ဘူး तू ကဘာလဲဆိုရင် အာ cut off ကိုသူကတခြားမှာဖားသုံးလဲဆိုအာ supply နေဟောဥပမာပြောလို့ရှိရင် medical supply နေ cut off ခံရဆိုလို့ရှိရင်ဒီဆေးဝါးထောက်ပံ့မှုတွေဖြတ်တောက်ခံရတာအာ cut off the water flow ဆိုရင်ရေစီးဆင်းမှုထောက်ပံ့ခံရအေးဖြတ်တောက်ခံရတာတော့ cut off the water supply ဆိုလို့ရှိရင်ဒီရေထောက်ပံ့မှုဖြတ်တောက်ခံရရတာဘာလဲအဲ့တော့ cut off ကိုနောက်တစ်ခုဘာမှချက်တယ်ဆိုတော့အဲထောက်ပံ့မှုဖြစ်တယ်ရေခါဖြစ်တယ်ညမှာတော့ဒီမှာတော့ခက်တော့လည်းအဲ့လိုမျိုးခက်တော့ဒီသွေးထောက်ပံ့မှုကိုချက်တော့ခံရရပါမယ်တဲ့ မဆိုရင်သူ့ရဲ့ကြည်ကိုသွားတဲ့သွေးကိုသွေးတွေလာမအောင်ဗာလဲဖျက်တော့ခံလိုက်ရမယ်တဲ့ when not resin အဲ့ကြောင့်ဗာဖြစ်မလဲ when not resin မရရှိတော့ပါဘူး any oxygen ဒီသွေးကနေတဲလာသွေးကနေပါအောင်တဲလာဆိုတော့ oxygen ကိုတဲလာပေးမယ်ဟုတ်ပြီသွေးဖျက်တော့ခံလိုက်ရပြီဆိုတော့ဗာလဲ oxygen မရရှိတော့ပါဘူးတဲ့ this cause အဲ့လားဖြစ်ပါစီပါတယ် myocardial infraction myocardial ဆိုတာနှလုံးကြက်သားနဲ့ဆိုင်တဲ့ infraction ဆိုရဲဒီ movement ချင်း ပုံမှန်ဖုတ်ခြင်းကိုဖြစ်လာစေပါမိုးကွန်မွန်လီအဲ့လားလူတိများကြတာတော့ဘလို့နေနဲ့တိကြ heart attack နှလုံးအမောဖောက်တယ်လို့အတိများကြပါတယ်တဲ့နှလုံးအမောဖောက်တယ်ဆိုတာဘာကြောင့်ဖြစ်လဲ due to ဟောနှလုံးဖောက်ဖောက်ခြင်းကြောင့် due to ဖြစ်စေပါ damage အဲနှလုံးမပေါက်ခြင်းဟာတဲ့ဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင် due to damage ထိခိုက်တယ် death ဆိုတာသိတယ် thought the head mass နှလုံးကြွက်သားကပြင်းထန်စွာထိခိုက်တယ်ဒါမှမဟုတ် death သိဆုံးခြင်းကြောင့် heart attack နှလုံးအမောဖောက်ခြင်းဆိုတာဖြစ်လာပါတ နှလုံးကြက်သားကဘာလို့တေးလဲ။ဒါနှလုံးကြက်သားကဘာလို့ရှက်သွားလဲ။ဆိုလို့ရှိရင်ဗာလဲအောက်ဆီဂျင်ကိုမရတော့ရဲ့အတွက်ကြောင့်ဖြစ်ပါ။ဟုတ်ပြီအရင်မှပြောခဲ့နှလုံးကဗာလဲလူတွေအိတ်နေတဲ့အချိန်တွေမှာတော့သွားအလုတ်လုတ်ပြီးနေဒါပေမဲ့နှလုံးကြက်သားချိခိုက်တယ်။ဓာတ်တေးဆုံးတယ်။ဘာအချိန်မှဖြစ်လဲဆိုရင်ဒီအောက်ဆီဂျင်မရတော့တဲ့အခါမှာဒီမိုကာဒီယံအင်ဖက်ရှင်နှလုံးကြက်သားမူးမမှန်ခြင်းဖြစ်ပြီးတော့နှလုံးကြက်သားကတေးတယ်ပျက်စီးရာဖြစ်ပြီးဖြစ်တယ်အဲ့အတွက်ကြောင့် ဘာဖြစ်လာလဲဆိုရင် heart attack ဆိုရင်နှလုံးဖောက်ခြင်းဖြစ်လာပါလေတဲ့ဟုတ်ပြီနှလုံးဖောက်ခြင်းကြောင့်ဖြစ်ဖြစ်တတ်တဲ့ဒီလက္ခဏာတွေပေါ့နော်နှလုံးဖောက်ခြင်းဖြစ်မဲ့ဆိုရင်ဖြစ်တတ်တဲ့လက္ခဏာတွေကဘာလဲဆိုရင် symptom include လက္ခဏာတွေမှာပါဝင်ပါလေတဲ့ include ပါဝင်တယ် pain in the chest နှလုံးမှာဟောနှလုံးမှာဒီရင်ဘတ်မှာနာကျင်တာမျိုးဖြစ်တယ် as in angina တော့ဘာနဲ့တူလဲဆိုတော့နှလုံးအောက်နာနေတူတယ်အရှင်းမှာပြောခဲ့ angina နဲ့တူပြီးရောတဲ့ သူကဗမာဖြစ်လဲဆိုအပါဘော်ဒီခန္ဓာကိုအပေါ်ပိုင်းမှာအဓိကပို့ပြီးအောင့်တာဖြစ်တယ် shortness of breath breath ဆိုတာဒီအသက်ရှူတာ shortness ဆိုတာကတိုလာတိုအသက်ရှူတာတွေ့ဆိုအပါဘော်ဆိုတာအသက်ရှူတာအရှည်အသက်ရှူရဆိုတာကြားဘူးလိမ့်မယ်ဘာလို့ဆိုရင်အသက်ကိုရှူလိုက်တဲ့ကြားကြီးရှူသွင်းထားပြောပြအကြ ాయి ပြန်ထုတ်တယ်အဲ့ဒါအသက်တခါရှူတာဘုရားမဟုတ်ဘူးဟောဟဲဟောဟဲနဲ့အဲ့လို ရှူတာအသက်ရှူတာအသက်ချူသွင်းတာလည်းမြန်တယ်အသက်ရှူထုတ်တာမြန်ဆိုတော့အဲ့ဒါကိုပါလေ shortness of breath သက်ချူတဲ့ဥစ္စာတူတူလေးဖြစ်တာဆိုတော့ပါလေဟောဟောနဲ့အမြန်အသက်ရှူလာရတာကိုပြောတာပြင်ဆွဲတီးချွေးတဲ့အရန်ထွက်လာအဲ့ဒါပါလေလူကခန္ဓာကိုယ်မှာအရန်အလှရှားမှုတွေပြုတ်ရခါကျရင်ပါလေဟောဟောနဲ့အသက်ကိုဆက်တိုက်ဆက်တိုက်အမြန်အမြန်ရှူနေရတဲ့အခါမျိုးအဲ့ဆိုပါလေတွဲရက်နေတယ်ပါလေဆွဲတီးချွေးထွက်လာပြီဖြစ်လာဆိုဟုတ်ပြီဒါဆို shortness of breath နဲ့ ဆွဲတင်နေတဲ့တွဲဖြစ်တယ်။ဒါမှမဟုတ်ပါလေနှလုံးအောင့်နဲ့နှလုံးကအပေါ်ပိုင်းမှာ upper body ခန္ဓာကိုယ်အပေါ်ပိုင်းမှာနှလုံးအောင့်တာမျိုးတွေအဓိကဖြစ်လာတယ်တဲ့။ခန္ဓာကိုယ်အပေါ်ပိုင်းမှာနှလုံးအောင့်တာမျိုးတွေအဓိကဖြစ်လာတယ်။နောက်ပါလေ shortness of breath and sweating ဆိုပြီးတော့တွဲတွဲပြီးတော့ဖြစ်ပေါ်လေးရှိတယ်တဲ့။ဒီကပြောလို့ပြောရမယ်ဆိုရင်တော့ဒီနှလုံးအောင့်တာဖြစ်လာတဲ့အတွက်ကြောင့်အသက်ရှူတာမြန်လာတယ်။ဒါကအသက်ရှူမဟုတ်ဘူးအရှိမပြောခဲ့လေ။အဲဒါကြောင့်အသက်ရှူတာမြန်လာတယ် ပါတီပေါ့အင်ဂျင်နီယာအသက်ရှင်မှုက Brandon Ness ဆိုပြီးပြောခဲ့ကြတယ်အသက်ရှင်မြန်လာရင်နောက်ဆုံးပါအသက်ရှင်မြန်လာရင်ကျွန်တော်ချွေးထွက်တာဖြစ်တယ်ဆိုတော့ဒီအဆင့်ပြောလက္ခဏာမှာပါဝင်တာဘယ်လိုရှိရှိလေးချက်ရှိပါလေ if lash area အကယ်၍ lash area ကြီးမားတဲ့ area of the head ဘာလို့လဲဆိုရင်ဒါသွေးကြောတွေကပေါ့နော်သွေးကြောရသွားမယ်သွေးကြောရသွားတဲ့ခါလို့ရှိရင်သူကဘယ်အပိုင်းကိုနှလုံးရဲ့ဘယ်ပိုင်းကိုသူကအောက်ဆီဂျင်ပို့ပေးမယ်ဆိုတာရှိတယ်ဟုတ်ပြီနှလုံးသွေးကြောတသေးလေးကပိတ်ခံရတယ်ဆိုရင် သူက area သေးသေးဖြစ်ပုံမဲ့နှလုံးအတွေးကြောင့်များများပိတ်ခံရတယ် area များများ oxygen မရဖြစ်အဲ့လိုဖြစ်မဲ့ဟာကိုသူကဘာပြောလဲဆိုရင် left area of the head နှလုံးရဲ့ area တော်တော်များများလာ affect တဲ့တက်ရောက်မှုဖြစ်သွားမှာဆို complete ဆိုတာလုံးဝ head failure နှလုံးနဲ့နှလုံးကျဆုံးမှုဆိုတာဘာလဲဆိုနှလုံးအလုံးလောက်တာလုံးဝကျဆုံးသွားပါတယ် can organ အဲ့ဒါဖြစ်လာမှာဆိုတော့ဘာလဲဆိုရင် ဒီနှလုံးရဲ့ area တော်များထိခိုက်မှာဆိုနှလုံးလုံးဝအလုံးမလုံးတာမျိုးဖြစ်လာနေပဲတဲ့ that may be instantaneous ပြေဆုံးခြင်းဟာ maybe instantaneous အဆက်မ instantaneous ဆိုတာကအာယုံကြည်ဖြစ်လာနိုင်ပါလေတဲ့ without any previous without ဆိုတာမရှိဘဲနဲ့ any previous ဆိုတာကအာ previous ဆိုတာကမတိုင်ခင်ပေါ့နော်ဥပမာဆိုရင် previous ပပ်ဆိုဆိုရင်အဲမတိုင်ခင်အခုမလာခင်ဒီအပိုင်းမလာခင်အနောက်ပိုင်းကိုပြောတာ previous ဆိုတာဒီမတိုင်ခင်ဖြစ်တဲ့ previous အာ symptom လက္ခဏာကဆိုလို့ရှိရင်အဲလက္ခဏာဒီပေါ့စောဥစွာဖြစ်တဲ့လက္ခဏာမရှိဘဲနဲ့ခွတ်တော့ anti previous ဆိုတာက previous symptom ဆိုတာစောဥစွာဖြစ်တဲ့လက္ခဏာမရှိဘဲ instantaneous ရုပ်ချင်း that maybe instantaneous ချက်ချင်းကိုတိတ်ဆုံးမှုခြင်းဖြစ်နိုင်ပါတယ် may happen ဒါမှမဟုတ်တဲ့ဒီတိတ်ဆုံးခြင်းက may happen ဖြစ်နိုင် after several days after ဆိုတော့ပြီးနောက် several days of feeling tired and suffering symptom အာရပောင်းများစွာ feeling ခံစားရမယ် tired ပင်ပန်းနှွမ်းနေခြင်း suffering symptom လက္ခဏာတွေခံစားရမယ် mistaken for indigestion မသိရင်ဟိုနှလုံးမှာအဲ့လိုအောင့်နေမောတယ်ဖြစ်တယ်ဆိုတာအစာမကြေခြင်းဖြစ်တယ်လို့ လက္ခဏာမျိုးတွေမှားယွင်းစာအစာချေခြင်းအစာမချေခြင်းဖြစ်တယ်လို့ခံစားရတဲ့လက္ခဏာမျိုးတွေဂျက်ပေါင်းများစွာခံစားပြီးနောက်မှာလည်းတိတ်ဆုံးတာမျိုးဖြစ်နေဒါဆိုရင် feeling tired အဲ safari symptom mistaken for intelligence ဆိုရင်ဒီပြင်ပန်းစွာပြင်ပန်းတယ်လို့ခံစားရတယ်ဆိုတော့ဘာလဲဘာကြောင့်ဖြစ်လဲဆိုရင်ဒီချွေးထွက်တာလွန်တာချွေးထွက်တာများတာအသက်ရှင်မဝတာနှလုံးအောင့်တာဆိုပြင်ပန်းတာခံစားရတယ်။ safari symptom ဆိုရင်နှလုံးအောင့်တာကိုမှားပြီးတော့ဒီ ဘာလဲ intelligence ဆိုရဲဒီအစာမကြေခြင်းဖြစ်တယ်လို့ထင်ပြီးတော့မှားယွင်းတဲ့လက္ခဏာမျိုးတွေရပ်ပေါင်းများစွာခံစားပြီးတော့မှသိဆုံးတာမျိုးဖြစ်နိုင်ဂျုံချင်းလဲသိဆုံးနိုင်တယ်ဒါမှမဟုတ်ဘာအဲ့လိုမောပန်းတွန်းနေပြီးတော့ဒါမှအဲနောက်တစ်ခုဒီနှလုံးအောင့်နာကိုသက်ရှူမကောင်းတာကိုဒီအစာမကြေခြင်းလို့မှားယွင်းစွာလက္ခဏာတွေဒီလက္ခဏာတွေကိုအစာမကြေခြင်းဖြစ်တယ်လို့မှားယွင်းစွာယူဆခံစားပြီးတော့မှလည်း သူကတည်ဆုံးခြင်းဖြစ်နိုင်ပါတယ်တဲ့ပြောရရင်ပေါ့အဲ့လိုမျိုးဆောင်းလို့ကအဲဒီဖြစ်ပြီဆိုလို့ရှင်ဒါယောတန်တရားဝင်လို့ယောဂတက်ပြလို့ရှင်အကယ်၍ဒီ plate လောက်ကိုဖယ်ရှားရတယ်ဆိုတော့ဆရာဝန်နီးလန့်ရဆိုရင်ဒါကမဖြစ်လာမဆိုရင်ကုသနိုင်တဲ့ခြေလို့ရှိအောင်နော်ရုပ်တရက်တည်ဆုံးပါဆိုတော့ခါရဲဒီပါဘောနော် the symptom of stroke d သူကဒီမှာဘာလို့ပြောလဲဆိုရှင် ဒါ ਉਹ နှလုံးအမောဖောက်တာဆိုတော့ stroke လို့သွားပြောတာ symptom of stroke ဒီနှလုံးဖောက်တဲ့ဥစ္စာက ပြလက္ခဏာရ very အော် very ကွဲပြားနေ depending on မူတည်ပါတယ်တဲ့ဟို how much of the brain is affected အခုဒီဗီဒီယိုမှာကတော့ဗောနော်ဒီ hack attack ဗောနော် hack attack ကြောင့်ရှင်းပြကြရဖြစ်တယ်နောက်တစ်ခုပိုင်းကြရင်တော့မာတစ်ချက်မိသွားဗောနော်ခြေမှာ stroke ရှိသေးတယ်နောက်တစ်ခုမှာတော့ stroke ကြောင့်ရှင်းပြပေးသွားမှာဖြစ်ပါတယ် stroke ကြတော့ဗာလဲဆိုရင်အုံနောက်သွေးကြောအုံနောက်အာသွေးခဲပိတ်တယ်အသွေးခဲပိတ်တဲ့အတွက်ကြောင့်အုံနောက်သွေးကြောပြတ်တာတော့မျိုးဖြစ်တာမျိုးဖြစ်များဗောနော်ဒါခြေမှာပြန်သွားလို့ sorry ပါအာနောက်တစ်ပိုင်းကြမှာ 啊，抽奖比在咱们举的。